အားလုံးပဲမင်္ဂလာပါဗျ GDS channel ကနေပြန်နေကြိုဆိုလိုက်ပါရင်ကျွန်တော်ဒီနေ့တင်ဆက်ပေးသွားခြင်းနဲ့အကြောင်းအရာကတော့ပြီးခဲ့တဲ့နေ့ကရှင်ပြန်ထိုးသက်သွားခဲ့တဲ့ UFC ရဲ့322 event ပွဲစဉ်ကကောင်းပွဲ main event ဖြစ်တဲ့ JDM နဲ့ Islam Market Chef တို့ရဲ့ပွဲစဉ်ကိုပြန်လည်သုံးသပ်ပေးသွားမယ်အပြင်ဒီပွဲစဉ်ပြီးတဲ့နောက်မှာ fighter တွေနဲ့ဘယ်လိုနေထားမျိုးရှိလဲဘယ် fighter တွေနဲ့ထပ်မံတွဲဆုံသွားနိုင်တယ်လဲပြီးတော့ဘယ်လိုမျိုးအကြောင်းအရာတွေဖြစ်ပေါ်လာတယ်လဲစတဲ့အကြောင်းအရာတွေကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ။ဆိုတော့ဗရမအူးဆုံးအနေနဲ့ဒီ UFC 320 event ပွဲစဉ်ကဘယ်လိုမျိုးအကြောင်းအရာတွေကြောင့်တကယ်ကိုကျန်းတဲ့ event တစ်ခုဖြစ်သွားရလဲဆိုတဲ့အကြောင်းအရာကိုအရင်ဆုံးပြောပြပါမယ်။ UFC 320 event ပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပရိသတ်တွေအားလုံးတီးပီးသားဖြစ်တဲ့အတိုင်းပဲတကယ်ကိုကျန်းတဲ့ပွဲကောင်းပွဲချမ်းတွေအများကြီးရှင်ပြိုင်ထိုးသက်ခဲ့တဲ့အပြင်တကယ်ကိုအလဲထိုးပွဲချမ်းတွေအများကြီးလည်းပါဝင်ခဲ့တဲ့အတွက်ကြောင့်မလို့2025ခုနှစ်အတွင်းမှာ UFC ရဲ့အကောင်းဆုံး event တစ်ခုလို့တော့ပြောလို့ရတဲ့အနေအထားရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ UFC ရဲ့ဒီ water weight ကဆရာကြီးတွေဖြစ်တဲ့ Sean Brady, Michael Morales, Leon Edwards, Carlos Prates စတဲ့ fighter တွေပါဝင်ခဲ့တဲ့အပြင် Bonicello fighter မျိုးကပါပါဝင်ခဲ့တဲ့အတွက်ကြောင့်မလို့ဒီ2022 event ပြိုင်ပွဲပွဲစဉ်ဟာတော်တော်လေးကိုပွဲစီခဲ့တဲ့ပွဲမြိုင်ခဲ့တယ်လို့ပြောရမှာဖြစ်ပြီးတော့ပွဲကောင်းပွဲချမ်းတွေအများကြီးရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ် ဆိုတော့ဒီ UFC 322ပွဲစဉ်ရဲ့ခေါင်းပွဲ main event ကဘယ်လိုမျိုးဖြစ်ပေါ်လာသလဲ UFC 322 event ပွဲစဉ်ရဲ့ခေါင်းပွဲ main event ကတော့ UFC ရဲ့ light weight champion Islam Market Chef ဟာသူ့အနေနဲ့သူက UFC ရဲ့ water weight မှာ champion ဖြစ်ချင်တယ်နှစ်ထပ်ကွန်း champion ဖြစ်ချင်တယ်ဆိုပြီးတော့ကြွေးကြော်နေခဲ့တာကြာပြီဖြစ်ပါတယ် သူ့အနေနဲ့ဒီ UFC Lightweight တန်းမှာ Champion ဖြစ်လာပြီးကတည်းကသူ့ရဲ့ Objective 3ခုကိုပြောပြခဲ့ပြီးတော့အဲ့ဒီ3ခုကတော့ Number 1က UFC Lightweight တန်း Champion ဖြစ်ရမယ် Number 2က UFC မှာပေါ့ပေါ့ Number 1အကောင်းဆုံး Fighter ဖြစ်ရမယ် number 3ကနှစ်တက်ကွမ်းချန်ပီယံဖြစ်ရမယ်ဆိုပြီးတော့သူကကြွေးကြော်ခဲ့ပြီးတော့တက်လာခဲ့တာဖြစ်ပါတယ်။အဲဒီချိန်တုန်းက Islam Makhachev အနေနဲ့သူက featherweight တန်းတော့ဆင်းထိုးမှာမဟုတ်ဘဲနဲ့ waterweight တန်းထိတက်ပြီးတော့သာသူ့အနေနဲ့ weight တင်ပြီးတော့ရှင်ပြိုင်ထိုးသက်သွားမှာဆိုပြီးတော့ပြောလာခဲ့တဲ့အတွက်ကြောင့်မို့လို့ Islam Makhachev အနေနဲ့က 对。 ောက်ထပ်ချန်ပီယံကပတ်တစ်ခုအနေနဲ့ Waterway တန်းကိုတက်ပြီးတော့ရှင်ပြန်ထိုးသက်ခြင်းနဲ့ဆိုပြီးတော့အဲ့ဒီတဲကပြောခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ Islam Khaja အနေနဲ့ Lightweight တန်းမှာသူ့အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကို၄ချိန်ထိကာကွယ်ပြခဲ့တယ်ပြီးတော့ Power Bomb Nomadic Fighter လည်းဖြစ်ခဲ့ဘူးပြီးဆိုတော့အတွက်ကြောင့်မို့လို့သူ့ရဲ့နောက်ထပ် Objective တစ်ခုဖြစ်တဲ့ Waterway တန်းချန်ပီယံဖြစ်ပြီးတော့နှစ်ထပ်ကွန်းချန်ပီယံဖြစ်ရမယ်ဆိုတဲ့ Objective ကိုသူ့အနေနဲ့ဆက်ပြီးတော့လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီလိုမျိုးလှုပ်ဆောင်ခဲ့တဲ့အနေအထားမှာ UFC ရဲ့ဒီစီးမြင်ပြောင်းသွားတဲ့အတွက်ကြောင့်မို့လို့ Fighter တူအနေနဲ့ Champion ကပတ်နှစ်ခု ကိုတစ်ချိန်တည်းကင်ထားလို့မရဘဲနဲ့ဝိတန်တစ်ခုကချန်ပီယံကပတ်ကိုဆွန့်လွတ်ပြီးမှသာနောက်ထပ်ချန်ပီယံကပတ်တစ်ခုကိုသူ့အနေနဲ့စုပ်ကင်ဝင်ရှိမှာပဲဖြစ်ပါတယ်။ဆိုရတဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့လိုက်ဝိတန်ကချန်ပီယံကပတ်ကိုဆွန့်လွတ်ပြီးတော့ဝေါ်တာဝိတန်ကိုတက်ပြီးတော့ရှင်ပြိုင်ထိုးသက်ခဲ့တာပဲဖြစ်ပါတယ်။အဲ့လိုမျိုးရှင်ပြိုင်ထိုးသက်တဲ့အခါမှာဆိုလို့ရှိရင်လေဒရမာတစ်ခုရှိတာကအရင်ဆုံးက Waterweight Dance Champion က Blaine Muhammad ဖြစ်နေပြီးတော့ Blaine Muhammad အနေနဲ့ Islam Marker Chef တို့ရဲ့ဒီ လေဂျင်ဘော်လေဂျင်ဘက်ဖိုက်တာဖြစ်နေတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဘလို့မှရှင်ပြိုင်ထိုးစက်လို့မရတဲ့အတွက်ကြောင့်မလို့ဘလဲမူဟာမပြုတ်သွားပြီးတော့ JDM တက်လာတဲ့အချိန်မှသာအစ္စလာမ်ဘာကာရှက်အနေနဲ့ချန်ပီယံကပ်ကိုဆင်ခေါ်ခဲ့တာဖြစ်ပါတယ် Jack Darmanlan ဒီနေ့ကလည်းသူက Black Muhammad ကိုနိုင်ယူပြီးတဲ့နောက် Waterway Land Champion ကပတ်ကိုရရှိခဲ့ပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူရဲ့ပထမအဦးဆုံး Champion ကပတ်ကာကွယ်ပွဲအနေနဲ့ Islam Makhachev နဲ့ရှင်ပြိုင်ထိုးသွင်းရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူအနေနဲ့တော်တော်လေးကိုပြင်ဆင်ကြိုးစားပြေပုံရပါတယ်။ဒါပေမဲ့လည်းပွဲထဲမှာတော့ပြည်သက်တွေအားလုံးမြင်ခဲ့တဲ့အတိုင်းပဲဖြစ်သွားတာပဲဖြစ်ပါတယ်။ဆိုတော့ဒီပွဲစဉ်ဖြစ်ပေါ်လာပုံကကျွန်တော်ပြောသလို Islam Makhachev အနေနဲ့သူက Lightweight တန်းမှာလည်းတော်တော်လေးကိုကျန်တဲ့ fighter ဖြစ်တဲ့ပေါင်းပေါင်း number 1 fighter လည်းဖြစ်တဲ့အတွက်ကြောင့်မလို့တကြီးတင်နာဝက်က သူ့ကိုနောက်ထပ်ချန်ပီယံကပတ်လူပွဲပွဲစဉ်တစ်ခုစီစဉ်ပေးလိုက်တာပဲဖြစ်ပါတယ်ဆိုတော့ပွဲမှာဘယ်လိုရှင်းလဲထိုးသက်သွားလဲဆိုတာကိုကျွန်တော်ပြန်ပြီးတော့ကြည့်လိုက်ကြအောင်ပါပထမကြိမ်မှာဆိုလို့ရှိရင်တော့ဒီ Islam Makhachev အနေနဲ့ JDM ကိုသူ့ရဲ့ထုံးစံအတိုင်းပဲသူက staff member မှာရေတုံးရှင်ပြီးတော့ထိုးတယ် JDM အနေနဲ့ကလည်းဒီပထမချီပဲဖြစ်တဲ့အတွက်ကြောင့်မလို့တော်တော်လေးကို fresh ဖြစ်တဲ့ပုံစံနဲ့သူ့အနေနဲ့ပွဲထွက်လာခဲ့တာကိုတွေ့ရတယ်။ fighter ညောင်လုံးကဒီဘဲဆန်ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ညာချီရှေ့ထုတ်ပြီးတော့ကစားတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ညောင်လုံးကဒီ ဘယ်တန်စတန့်တွေပေါ့နော်ပြီးတော့အစ္စလာမ်ခါရှက်ကလိုကစ်ကျွေးတာကောင်းနေပြားဒီပထမအချိန်မှာ JDM ကိုလိုကစ်တွေခဏခဏကျွေးတာကိုတွေ့ရတယ်ကျွန်တော်တို့ကလိုကစ်ကျွေးပြီးတော့အပြန်လန်ပညာဆန်းနေကြတာကိုတွေ့ရတယ်ဗျာဆိုတော့ပထမအချိန်ဆက်စားလာခြင်းမှာဆိုလို့ရှိရင်ကျွန်တော်ကပြောခဲ့သလို ဒီဂျေရီယမ်ကလည်းပညာဆန်းနေတယ်။အစ္စလမ်ကလည်းပညာဆန်းနေတယ်။ဒါပေမဲ့ striking ဘက်မှာကျွန်တော်ကြည့်ရတာအစ္စလမ်ရဲ့ striking ကတော်တော်လေးကိုတိုးတက်လာတာကိုတွေ့ရတယ်ဗျ။ defensive striking ဘာညာအကုန်လုံးသူတော်တော်လေးကိုအဆင်ပြေပြေတိုးတက်လာတယ်ဗျ။ဆိုတော့ပထမကြီးစပြီးတော့10မိနစ်လောက်မှာပဲအစ္စလမ်ကဂျေရီယမ်ကိုဆွဲလှဲသွားတယ်။ဆွဲလှဲသွားပြီးနောက်မှာဆိုရင်ပရိသတ်တွေအားလုံးသိရတဲ့အတိုင်းပဲပထမကြီးတချီတော့ဂျေရီယမ်ကို control ရယူထားတယ်။ပေါ်စီကနေတောက်လျှောက်ဆိုလိုသူကဒီ submission attempt တွေပေါ့နော်လောကကိုကောင်းကောင်းကန်းကန်းကိုသူကလုပ်ပြထားတာကိုတွေ့ရတယ်ဗျဆိုတော့ပထမအချိန်မှာ Islam Makashef နေနဲ့ဒီ JDM ကို control time 6မိနစ်နီးပါးလောက်ကိုသူရထားတယ်ပြ6မိနစ်နီးပါးလောက်ကိုရထားတယ်ပြီးတော့သူကျွန်တော်ခုနကပြောခဲ့သလိုပဲဒီ wrestling ကစားသမားတွေအနေနဲ့ submission ပုံစံသိပ်မသွားတတ်တာကိုတွေ့ရတယ်။ဒါပေမဲ့ Islam ကအဲ့လိုမဟုတ်ဘဲနဲ့တောက်လျှောက်ဆိုလို submission ယူဖို့အတွက်ကိုအကွက်တွေချောင်းနေတာဖြစ်ပြီးတော့ JDM အနေနဲ့တော်တော်လေးကိုရုန်းကန်ခဲ့တာကိုတွေ့ရတယ်ဗျာ။ဒါပထမအချိန်မှာအဲ့ဒီလိုမျိုးနဲ့ဆုံးသက်သွားတယ်။ဆိုတော့ဒုတိယအခြေကရောဘယ်လိုမျိုးလဲဒုတိယအခြေကလည်းကျွန်တော်ကကပြောသေးသလိုပဲဒီ Islam Khashaf အနေနဲ့ control တောက်လျှောက်ကိုရထားတယ်ဗျာ သူမြေမြောမှာမလုံးငယ်မှာပထမဆုံးရှင်ထိုးကြည့်တယ်ရှင်ထိုးကြည့်ပြီးတော့မှတောက်လျှောက်ကွက်တိဆိုသလိုအနေထားနဲ့သူကတိတ်တောင်းရယူလိုက်ပြီးတော့တိတ်တောင်းရသွားတဲ့အချိန်ကနေစပြီးတော့ JDM ကလုံးဝကိုပြန်ထလို့မရတော့ပြန်တောက်လျှောက်ကိုသူက pressure ပေးပြီးတော့ဆော့သွားပြီးတော့ဘလုံးမကိုပြန်ထလို့မရတဲ့အနေထားအထီကိုဆွဲခေါ်သွားပြီးတော့ control time အပြည့်ဝရယူသွားတယ်ဗျဒုတိယချိန်မှာလည်းအဲ့လိုပဲဒီ10မိနစ်လောက်ရှင်ထိုးပြီးတဲ့နောက်မှာဆိုလို့ရှိရင် JDM လက်သီးလုံးဝမထွက်ပါဘူးလက်သီးလုံးဝမထွက်ဘူးပထမကြီးကလိုပဲသူ control time ရယူခံရတယ်။ပြီးတော့ Islam Makhachev ရဲ့ striking game ကြီးကတော်တော်လေးကိုကောင်းလာတာကိုတွေ့ရတယ်ဗျ။ဆိုတော့ဒီတတိယချီကရောဘယ်လိုမျိုးလဲတတိယချီလဲတူတူပဲဗျတတိယချီမှာဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးသွားတာက Islam Makhachev ရဲ့ striking ကိုကျွန်တော်တို့တွေ့ခဲ့ရတယ်1 2 12လုံးတော်တော်လေးကိုကောင်းတယ်အဲဒီကမှတစဉ် JDM ကိုခုနကပြောခဲ့သလိုပဲအချိန်သားကိုက် take down ရယူတဲ့နီးစနစ်နဲ့သူက တောက်လျှောက်ကိုပရက်ရှာပေးပြီးတော့ကစားတော့တယ်တိတ်တောင်းရယူတဲ့နေရာမှာဆိုလို့ရှိရင်လည်းဘလို့မကိုကာကွယ်လို့မရလောက်အောင်ကိုတော်တော်လေးကိုကောင်းတာကိုတွေ့ရတယ် JDM နေနဲ့ကဒီ wrestling မိုင်းမှာသူပြင်ဆင်ဖို့တော်တော်လေးကိုလိုသေးတယ်ကြသူ့အနေနဲ့ဒီကျွန်တော်ပြောခဲ့သလိုပဲ Gabe Bands နဲ့ပွဲမှာကလေးက JDM ရဲ့ grappling skill ကိုကျွန်တော်တွေ့ခဲ့ရတယ် grappling မိုင်းမှာတော်တော်လေးကိုလိုသေးတယ် resident defense ပိုင်းနဲ့ takedown defense ပိုင်းတွေကိုတော်တော်လေးကိုလိုသေးတယ်။ဒါဘာလို့လဲဆိုတော့ဒီ give up ban လိုမျိုး fighter OG တောင်မှသူ့ကိုအဲ့လိုမျိုးလုံးပြနိုင်ရင် islam လိုမျိုး fighter ကဘလော့တောင်လုံးပြနိုင်ခင်မလဲဆိုပြီးတော့ကျွန်တော်အရင်တော့ကသုံးသက်ခဲတာမျိုးရှိခဲ့ဘူးတဲ့။ဆိုတော့ဒီပွဲစဉ်မှာတုံးကြီးမြောက်အထိ JDM ဘာမှကိုမလုံးပြနိုင်သေးတာကိုတွေ့ရရပြကျွန်တော်ပွဲကြည့်နေရင်လည်းတော့တွေးမိလိုက်ပါသေးတယ်။ဒီပွဲက hands up နဲ့ဒီ ဒီကဒူပလက်စတိုပွဲစဉ်တော့ကလည်းမျိုးဆုံးသက်သွားမလားဆိုပြီးတော့ကျွန်တော်စဉ်းစားလိုက်သေးတယ်။ဒါပေမဲ့ဒီပွဲကနည်းနည်းလေးပို့ပြီးတော့ကြီးလို့ကောင်းတယ်။ဘာလို့လဲဆိုတော့ JDM ကဒီ Islam ရဲ့ take down attempt တွေကိုမကာကွယ်နိုင်ခဲ့ပေမဲ့ submission attempt တွေကိုတော်တော်လေးကာကွယ်ထားနိုင်ခဲ့တာကိုတွေ့ရတယ်ဗျ။ submission ဘိုင်းမှာဒီကာကွယ်တာတော်တော်လေးကိုကောင်းတယ်။ဆိုတော့ championship round ဖြစ်သွားပြီဖြစ်တယ်။ဒီ fourth round ပေါ့နော်။လေးကြီးမြောက်အချီမှာဆိုလို့ရှိရင်လည်း JDM ကတော်တော်လေးကိုတိုင်ပတ်နေတော့မယ်။ဘာမှမလုပ်ပြထားနိုင်ဘူး။ ဒါပြင်အစ္စလာမ်မာကရှက်ရဲ့ဒီတိတ်တောင်းတွေကလည်းပိုပိုပြီးတော့ကောင်းလာတယ်ဂရမ်မော့လက်သီးချက်တွေကျွေးလာတယ်ကျွန်တော်တို့ပိုပြီးတော့တွေ့လာရတယ်ဆိုတော့ဒီ championship round တွေဖြစ်တဲ့၄ကြီးမြောက်မှာလည်း JDM ဘာမှကိုမလုပ်ပြထားနိုင်ခဲ့ဘူးပြန်တော့မထပြနိုင်ဘူးပေါ့နော်ဆိုတော့သူငယ်တော်တော်လေးကိုပြိုင်းလဲပြိုင်းနေတဲ့နေရာရောက်သွားပြီဗျ ဆိုတော့ငါးကြိမ်မြောက်မှရောဘယ်လိုမျိုးလောက်ပြသွားနိုင်ခဲ့တယ်လဲဆိုရင်တော့ဘာမှမလောက်ပြသွားနိုင်ခဲ့ဘူးငါးကြိမ်မြောက်မှလည်းအဲ့လိုမျိုးပထမအုံဆုံးဆက်စားခြင်းမှာရှင်ထိုးတယ်ရှင်ထိုးပြီးတဲ့နောက်မှာဆိုလို့ရှိရင်သူ့အနေနဲ့ဝင်လုံးခံရတယ်ဝင်လုံးခံရပြီးတဲ့နောက်မှာဆိုရင်တော့လုံးဝကိုပြန်မထားနိုင်တော့ဘဲနဲ့ဒီတောက်လျှောက်ဆိုလို့ pressure ပေးခံရပြီးတော့သူကငါးကြိမ်လုံးမှာတော်တော်လေးကို အမမလုပ်ပြထားနိုင်ခဲ့ပဲနဲ့ရှုံးသွားတာဖြစ်တယ်ဗျ။ Islam Khashaf တို့ဘက်ကတော့ဒီ control time ပေါ့နော် Islam Khashaf တွေ ਨੇ control time 16မိနစ်ကျော်မိနစ်20ပေါ့နော်မိနစ်20လောက်ကြီးရထားတယ်။ပွဲက25မိနစ်ထိုးတာမှာမိနစ်20 control time ရထားတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့သူကတော့ကိုအမှတ်ပြက်နဲ့50 45မိနစ်နိုင်ယူသွားတာဖြစ်တယ်ဗျ။ပိသက်ရဲ့ရတ္တပိုင်းရကြည့်မယ်ဆိုလို့ရှိရင်တော့မြေမမတောက်လျှောက်ကြီးလုံးနေတာမျိုးကဘာမှ ဒီဖြောပြမှုအပြေးဝါမပေးနိုင်တဲ့ပုံစံမျိုးဖြစ်ခဲ့ပေမဲ့အားကစားသမားအတွက်ကတော့ဒါကလုံးဝကိုသူ့အနေနဲ့အနိုင်မရရှိခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့သူတော်တော်လေးပွဲကျမ်းပြခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ဆိုပြီးတော့ယူဆလို့ရတယ်ဗျဆိုတော့ပြောရမယ်ဆိုရင်တော့ Islam Maker Chef အတွက်ကတော့ဒါကလုံးဝကိုအောင်ပွဲကြီးတစ်ခုဖြစ်တယ်သူကအခုမှချိန်မှဆိုလို့ရှိရင် Anderson Silva ရဲ့16ပွဲနိုင်ထားတဲ့ record ကိုသူမှီသွားပြီး ပြီးတော့နှစ်ထပ်ကွမ်းချန်ပီယံလည်းဖြစ်သွားပြီးပြီးတော့ဘောင်းဘောင်းနံပါတ်1နေရာလည်းပြန်ရအောင်မယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ Islamic Chef အတွက်ကတော့လုံးဝကိုအနိုင်ပွဲကြီးလို့ပြောရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်သိချင်တာကပရိသတ်တွေအနေနဲ့ဒီပွဲစဉ်ပေါ်မှာဘလို့ပုံစံမျိုးထင်မြင်ယူဆမိလဲပြီးတော့ဒါနှစ်ထပ်ကွမ်းချန်ပီယံဖြစ်ဖို့အတွက်ဒီပွဲစဉ်တစ်ပွဲဖြစ်တဲ့အလျောက်မှာဖြောပြမှုရောပေးနိုင်ရဲ့လားဆိုတဲ့မေးခွန်းကိုကျွန်တော်ပရိသတ်တွေစီကနေပြီးတော့ကြားချင်တယ်ဘယ်လိုမျိုးထင်မြင်ယူဆချက်တွေတုံးသက်ချက်တွေရှိလဲဆိုတာကိုကျွန်တော်ကို comment မှာပေးခဲ့ကြပါဦး ဆိုတော့ fighter တွေအနေနဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဘယ်လိုမျိုးအနေထားတွေရှိသွားနိုင်တယ်လဲဘယ်လိုမျိုးပွဲစဉ်တွေထပ်ပြီးတော့ထိုးသွားရနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုကျွန်တော်ဆက်ပြီးတော့သုံးသပ်ချင်းပါတယ်ဆိုတော့ JDN အကြောင်းကိုအရင်ဆုံးပြောပြရမယ် JDN ကအခုဆိုလို့ရှိရင် ပြောရမယ်သူက UFC welterweight တန်းရဲ့နံပါတ်1နေရာကိုပြန်ပြီးတော့ကျသွားမယ် Islam Makhachev က champion ဖြစ်မယ်ကျန်တဲ့ fighter တွေကတဆင့်စီတဆင့်စီနိုင်သွားမယ်ဆိုတော့ JDN ကတော့ဒီ champion ကပဲစင်ကောင်းချက်ချင်းပြန်ရဖို့မဖြစ်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့သူ့တင်တဲ့ Islam Makhachev ကိုတော်တော်လေးဆူဆူရွားပုံစံမျိုးနဲ့ရှုံးနေသွားတယ်ဘာမှလည်းပြန်မလုပ်ပြ နိုင်ဘူးဆိုတော့သူ့ရဲ့နောက်ထပ်ပွဲစဉ်ကဘယ်ဖိုက်တာနဲ့တွေ့သွားနိုင်တယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒီဘလဲမူဟာမတ်နဲ့အီရန်ဂယ်ရီတို့နှစ်ယောက်ထိုးတဲ့ထဲကနိုင်ရတဲ့ဖိုက်တာနဲ့တွေ့သွားနိုင်တယ်လို့ကျွန်တော်သုံးသပ်မိတယ်ဆိုတော့အစ္စလာမ်မခါရှက်ကရောဘယ်ဖိုက်တာနဲ့တွေ့သွားနိုင်လဲလက်ရှိလောလောဆယ်မှာမနေ့ကနိုင်ယူသွားတဲ့ဖိုက်တာနှစ်ယောက်ဖြစ်တဲ့မိုက်ကယ်မိုရာလက်ရှိမယ်ပြီးတော့ကာလို့စ်ပရက်တက်ရှိမယ်ပြီးတော့နောက်ထပ်တစ်ယောက်နဲ့ရှာကာရက်ပွန်တော်ရှိမယ်အဲဒီဖိုက်တာ၃ယောက်နဲ့ အစ္စလာမ်မာကရှက်အနေနဲ့စိန်ခေါ်ရှင်ပြိုင်ထိုးသက်သွားဖို့ရှိနိုင်တယ်ဗျဆိုတော့ Michael Morales အနေနဲ့ကလက်ရှိလောဆယ်မှာနံပါတ်1နေရာက Fighter ဖြစ်တဲ့ Shawn Brady ကိုနိုင်ထားတဲ့အတွက်ကြောင့်မလို့သူကနံပါတ်1နေရာကိုတန်းရောက်လာမယ်ပြီးတော့ Carlos Prates အနေနဲ့ကနံပါတ်3နေရာက Leon Edwards ကိုနိုင်ရရှိထားတဲ့အတွက်ကြောင့်မလို့သူကနံပါတ်3သို့မဟုတ်နံပါတ်4နေရာကိုသူကရောက်လာနိုင်မယ်ပြီးတော့ဇူဝန်ကွန်းကပြောတဲ့ Shaka Rockmonoff ကတော့သူကအစောကြီးကတည်းက Champion ကပတ်စိန်ခေါ်ရှင်ပြိုင်ထိုးသက်ဖို့အတွက်သူကနေထားရှိပြီးသား Fighter ဖြစ်တယ်ဆိုတော့ Shaka Rockmonoff ကလည်း သူကအစ္စလာမ်မာကရှက်ကိုစင်ကော်ထိုးတက်ဖို့အတွက်လုံအောင်ကိုအသိရှိနေတဲ့အနေထားဖြစ်တဲ့ fighter ဖြစ်တဲ့ကြဆိုတော့အဲ့ fighter သုံးယောက်ရဲ့အကြောင်းကိုကျွန်တော်တို့သွားပြီးတော့ကြည့်လိုက်ကြအောင်ပါ Michael Morales အနေနဲ့ကလက်ရှိလောတဲ့အချိန်မှာသူ့အနေနဲ့ MMA ပွဲ16ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့16ပွဲလုံးကိုနိုင်ရရှိထားတယ်16ပွဲထဲမှာမှသူ့အနေနဲ့ဒီပွဲစဉ်တွေအများကြီးကိုအလဲထိုးနိုင်ယူထားတဲ့အတွက်ကြောင့်မလို့သူက လဲဒိုးပါဝါရှိတဲ့ fighter တယောက်ဖြစ်တယ်တော်တော်လေးကိုသူ့ရဲ့ knockout rate ကလည်းတော်တော်လေးကိုကျန်းတဲ့ fighter တယောက်ဖြစ်တယ် Islam Makhachev နဲ့သာရှင်ပြိုင်ထိုးသက်ခဲ့မယ်ဆိုရင်တော့ Islam Makhachev အနေနဲ့တကယ်ကိုပွဲပွဲချက်တပွဲကိုကြုံသွားရနိုင်တဲ့အနေအထားမှာရှိတယ်ဗျပြီးတော့ထပ်ပြီးတော့ပြောရမယ်ဆိုရင်အယံမောင်အယံမောင်ကတော်တော်လေးကိုကွာခြားမှုရှိနေတယ်။ Islam Makhachev က9ပြီ10ပဲရှိတဲ့အနေအထားမှာ Michael Morales က6ပြီရှိတယ်။ အရ6ပြည်ရှိတဲ့ပြည်နောက်ထပ် consensus ချက်က reach အနေထားပြလက်တန်အရှိကအစ္စရာမခါရှက်ဖ်က90လက်မပဲရှိတယ် Michael Morales က96လက်မတောင်ရှိတဲ့အတွက်ကြောင့်မို့လို့တော်တော်လေးကိုကွာခြားမှုရှိနေတယ်လို့ပြောရမယ်ပြီးတော့လက်သီးပါဝါ Michael Morales ရဲ့လက်သီးပါဝါကတော်တော်လေးကိုကျန်တယ် ပိတ်သက်တွေအမြင်မဲ့ရှောင်းဘရီဒီကိုဘလို့ထိုးပြသွားသလဲဆိုတာတွေ့တယ်ပြီးတော့ဒီလူကောင်းနေထားကွာတဲ့အနေထားမှာရစ်ကလည်းကွာတဲ့အတွက်ကြောင့်မို့လို့ဝင်းဒုံဘို့အတွက်ကလည်းအစ္စလာမ်မာကတ်ရှက်တော်တော်လေးကိုခက်ခဲမဲ့အနေထားမှာရှိရဗျ JDM နဲ့အစ္စလာမ်မာကတ်ရှက်တို့ရစ်ကွာတယ်ဆိုတာသုံးနှံမလောက်ပဲကွာတယ်လူကောင်းနေထားကလည်းတူတူပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာမှသိပြီးထူးခြားမှုမရှိဘူးဆိုတော့ မိုက်ကယ်မိုရာလက်စ်လိုမျိုးမီဒီယာဝိတ်တန်းလောက်မှထိုးလို့ရနိုင်တဲ့ဖိုက်တာတယောက်နဲ့ရှင်ပြိုင် ထိုးသက်ပြီးဟေ့ဆိုရင်တော့တော်တော်လေးကိုပြဿနာရှိနိုင်တဲ့အနေအထားဖြစ်နိုင်တယ်ဗျဆိုတော့ဒီဖိုက်တာနဲ့အစ္စလာမ်ဘာကာရှက်တွင်ဘူကလည်းဖြစ်နိုင်သေးတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တော်တော်လေးကိုစိတ်ဝင်စားစောင့်ကြည့်ရမယ့်ပွဲစဉ်ဖြစ်တယ်ဗျ ပြီးတော့နောက်တစ်ယောက်အနေနဲ့က Carlos Prates Carlos Prates အနေနဲ့ကလည်းအခုက Leon Edwards ကိုအနိုင်ရသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ကျွန်တော်ပြောခဲ့သလိုနံပါတ်3တုံးဖို့နံပါတ်4နေရာကိုဂျိန်းဒီပေါ့ရောက်ရှိလာမှဖြစ်တဲ့သူ့ရဲ့အတွက်ကြောင့်မလို့သူကလည်း Champion ကပ်စင်ခေါ်ခွင့်ရသွားနိုင်နေတဲ့ထားမှာရှိတယ်ဗျ Carlos Prates အနေနဲ့က MMA ပွဲစဉ်ပေါင်း22ပွဲထို9ပွဲရှုံးဆိုတဲ့ record ကိုပိုင်ဆိုင်ထားတယ်။နိုင်ယူထားတဲ့ဒီ22ပွဲထဲမှာဆိုလို့ရှိရင်သူက 16ပွဲလေးကိုလဲထိုးပြီးတော့နိုင်ယူထားတယ်၃ပွဲကိုချုပ်ကိုနဲ့နိုင်ယူထားတယ်ပြီးတော့ကျွန်တော်ကကအဓိကထက်တွက်တဲ့လူကောင်းအရန်မောင်းကလည်းသူကလည်း reach တော်တော်လေးကိုများတယ်အရန်မောင်းကလည်း6ပေရှိတဲ့အတွက်ကြောင့်မလို့ Islam Market Chef တဲ့အကွာကြီးကွာနေတဲ့အနေထားမှာရှိတယ်ပြီးတော့သူကလည်းနောက်ထပ် factor တစ်ခုဖြစ်တဲ့လက်သီးပါဝါအင်မတန်ပြင်းတဲ့ fighter UFC ပွဲစဉ်ပေါင်း6ပွဲရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ9ပွဲကို သူက အလဲထိုးနဲ့နိုင်ယူရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့သူနိုင်ယူရရှိထားတဲ့ဒီပွဲတိုင်းမှာသူကအလဲထိုးပြီးနိုင်ယူရရှိထားတာဖြစ်တယ်လို့တွေ့ရမယ်ပြီးတော့နောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ပွဲမှာ Leon Edwards လိုမျိုးဘယ်သူမှအလဲမထိုးခဲ့ဘူးတဲ့ fighter ကိုလက်သီးတစ်ချက်တည်းနဲ့အမောက်သိပ်ပြသွားတာကတော့သူရဲ့အားသာချက်အကြီးမားဆုံးတစ်ခုလို့ပြောရမယ်ဆိုလိုတဲ့အတွက်ကြောင့်မလို့ Islam Makhachev အနေနဲ့ Carlos Prater နဲ့တွေ့မယ်ဆိုလို့ရှိရင်သူ့အနေနဲ့ကလည်းအလဲထိုးခံရဖို့ခွင့်ရရှိတယ်ဆိုတော့ပွဲချက်တစ်ပွဲဖြစ်သွားနိုင်တဲ့နေသားမှရှိတယ်လို့ပြောရမယ် နောက်ဆုံးတစ်ယောက်အနေနဲ့ကတော့ Shaka Rock မနော Shaka Rock မနောကတော့ပိုက်သားတွေအားလုံးသိပြီးသားဖြစ်တဲ့အတိုင်းပဲ Welterweight ထဲမှာသူကရှုံးပွဲလုံးဝမရှိသေးတဲ့ fighter တူဖြစ်တယ်ပြီးတော့သူနိုင်ရရှိထားတဲ့ပွဲစဉ်တွေက69ရာခိုင်နှုန်းကိုသူက finishing လုပ်ပြထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ Shaka Rock မနောကလုံးဝလုံးဝကို short drop လုံးမရတဲ့ fighter တူဖြစ်တယ်ဗျ သူ့အနေနဲ့ကလလောဆယ်မှာအမေပွဲစဉ်ပေါင်း16ပွဲရှင်ပြိုင်ထိုးသက်ကစားထားပြီးတော့အဲ့ဒီတဲက18ပွဲကိုသူကပွဲသိမ်းပြထားပြီးတော့16ပွဲလုံးကိုနိုင်အောင်ရရှိထားတာ10ပွဲကိုချုပ်ွက်8ပွဲကိုအလဲထိုးနဲ့နိုင်အောင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက ground game မရော grappling မရောမှာမပိုင်နိုင်နိုင်ရှိတဲ့ကစားသမားတော်တော်လေးကိုကျန်းတဲ့ fighter ဖြစ်တယ်လို့ပြောလို့ရမယ်ဆိုတော့ Mr. Makhachev အနေနဲ့ကကျွန်တော်တွေးထားခဲ့သလိုမျိုး water weight နဲ့ခပတ်ကိုယူပြီးတဲ့နောက်မှာသူကအနားယူသွားမှာမျိုးမျိုးဟုတ်ပဲနဲ့ water weight နဲ့ခပတ်ကိုလည်းသူကကာကွယ်ပြသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရဲ့နောက်ထပ်ပွဲစဉ်က ကျင်းဒီပေါအက်ဒီဖိုက်တာ၃ယောက်နဲ့ရှင်ပြိုင်ထိုးတက်သွားရမှာဖြစ်တယ်။ဆိုတော့ပရိသတ်တွေဒီနဲ့အစ္စလာမကရှက်တွေနဲ့နောက်ထပ်ပြိုင်ဘက်ဖိုက်တာနေနဲ့ဘဲဖိုက်တာနဲ့ရှင်ပြိုင်ထိုးတက်သွားရနိုင်တယ်လေ။ပြီးတော့သူ့အနေနဲ့အက်ဒီဖိုက်တာတွေနဲ့ရှင်ပြိုင်ထိုးတက်သွားတဲ့အခါမှာဘလို့ရလမျိုးထွက်ပေါ်လာနိုင်တယ်လေ။စားတဲ့အကြောင်းအရာတွေကိုပရိသတ်တွေရဲ့အထင်မြင်ကိုသုံးသပ်ပြီးတော့ရေးပေးခဲ့ကြပါဦးခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။